ရင်းနှင်းပြင်းနေတဲ့ကရဒေတာတိုက်ပွဲတွေမှာ2025ခုနှစ်ဆိုလာတွင်ဒေါ်လာရဲ့တက်ဖွဲ့ဝင်42ဦးကြာဆုံးခဲ့တယ်လို့ဒိုတက်တော်ကရင်းနှင်းပြည်သူအင်အားစု PKPF ကထုတ်ပြန်ထားပါတယ်2025ခုနှစ်ဆိုလာတွင်ကရင်းနှင်းပြင်းနေတဲ့ကရဒေတာတွေမှာတိုက်ပွဲအကြိမ်ရေအတွက်ပေါင်း29ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က68ဦးတိစုပ်ခဲ့ပါတယ် အဲ့ဒီအပြင်စစ်ကောင်စီကဆိုလာတွင်လေကြောင်းတိုက်ခိုက်တာ38ကြိမ်ပြုလုပ်ခဲ့ပြီးလေကြောင်းလေနကြီးဒရုန်းတိုက်ခိုက်မှုတွေကြောင်းနေအိမ်58လုံးပြင်ဆင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဆိုလာတလမှာလည်းစစ်ကောင်စီရဲ့လေနကြီးပြစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်တာကြောင်းအရတားတိစုံမှု71ဦးရှိခဲ့တာပါ။လက်ရှိမှာရှောင်းကရီနီနယ်ဆောင် ငူပြည့်မြို့နဲ့ဂရင်းနင်းပြည်နယ်ဖာဆောင်မြို့တို့မှာစစ်ကောက်စီနဲ့တွန်လာရေးတပ်ဖွဲ့တွေကတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်အကြဆုံးရရှိနေပါတယ်2025ခုနှစ်မေလတွင်ဂရင်းနင်းပြည်နယ်နဲ့ကရဒေတာတိုက်ပွဲတွေမှာတွန်လာရေးရေးပေါ်စကူဦးကြဆုံးခဲ့ပြီးစစ်ကောက်စီဘက်က48ဦးတေဆုံးခဲ့ကြောင်းတိုးတက်တော်ဂရင်းနင်းပြည်သူ့အင်အားစု PKPF ကပြုစုထားတဲ့စီရင်တွေအရာတည်ရပါတယ်